မင်္ဂလာပါရှင်။ဘာမခေတ်တဲ့တရင်ဌာနမှမနက်ခင်းတရင်များကိုဆက်လက်အစည်းအဝေးတင်ဆက်ပေးနေပါရရှင်။အခုတခါပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အောင်တပြေစစ်ကြောရေးရဲဝန်ကို40မမပြင်ပြစ်ခတ်တိုက်ခိုက်ဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ ရန်ကုန်မြို့မယန်ကုန်းမြို့နယ်၌ပြူစွန်တိများကိုတင်နှံပေးနေသည့်အောင်တပြေရဲဝန်းကို40မမနှလုံးမြေပြက်ကတ်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေမတောင်ရှိသူကပြောဆိုသည်နေရရှိပြီးစောင့်မိချောင်းနေတာခွေးကင်းပတ်တာများနေလို့အခုမှလှုပ်ဖြက်သွားတာဟု၎င်းကပြောသည်။ဧပြီလ9ရက်ည7:00နာရီခွဲချိန်ခန့်တွင်အောင်တပြေရေဝံတွင်သို့ပြက်ကတ်ခဲ့ခြင်းဖြစ်ပြီးပြင်းအမြင့်ပစ္စည်းများဖြစ်သောကြောင့်အထူးကိုင်ရှိနိုင်ကြောင်းနှင့်စစ်စေးရေးလှုပ်ဆောင်သောအလုံးဘေးကင်းကြောင့်၎င်းကဆိုသည်။ နောက်ထပ်ပြစ်မှတ်ကြီးများကိုလည်းအကြံဘက်စစ်အာဏာရှင်မပြုံးမချင်းဆက်လက်၍တိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းမိဘပြည်သူများအသိပေးအပ်ပါသည်ဟုရှန်ကုန်အာမေကထုတ်ပြန်ထားသည်။ဆလဘီဗရောင်းမျိုးနယ်စစ်တပ်ညောင်ကျိုးဗျူဟာစကန်ကုန်းကိုအေအေကတင်ပန်ရရှိစစ်တပ်ကအပြစ်ရရေးကြေညာချက်ကိုချိုးဖောက်၍အေအေကိုတိုက်ခိုက်နေဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ချင်း။ပဲခူးတိုင်းဗရောင်းမြို့နယ်ရှိစိတ်ကောင်းစီညောင်ကျိုးဗျူဟာစကန်ကုန်းကိုအလုံးစုံသိမ်းပိုင်းရရှိသောအေအေကသတင်းထုတ်ပြန်သည်။ဧပြီလ9ရက်နေ့တွင်ပဲခူးတိုင်းညောင်ကျိုးဗျူဟာစကန်ကုန်းက ကိုအရကတမ်ရောအေကအလုံးစုံတင်ပတ်ရရှိနိုင်ခဲ့ကြောင်းရင်းစကန်ကို match လ18ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး16ရက်ကြောင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းအေအေနေပြီးကစင်ကလားဆုတ်ခွာထွက်ပြေးနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရရသောအခွင့်အရေးရှိတော်လည်းတစ်ဖက်သက်အပြစ်ရခဲ့သောကြောင့်အဆိုပါနေရာများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲထိုးစစ်များကိုရပ်တန့်ခဲ့ကြောင်းသိရှိရသည် အရခတမရောအေကဧပြီလ၁ရက်နေ့မှစတင်ပြီးညီနောင်မမေများဖြစ်ကြသောကိုကန့်တောင်းအဖွဲ့စည်းများနှင့်တူတလတာတစ်ဖက်သက်အပြစ်ရက်စဲကြောင်းကြေညာခဲ့ကြောင်းမြောက်ပိုင်းညီနောင်မမေအဖွဲ့ကတစ်ဖက်သက်အပြစ်ခက်ရရခြင်းမှာမက်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည်ပြင်အား9.9ရစ်ချက်စတာစကေးအဆင့်ရှိသောအင်အားဖြင့်ငလင်းကြီးတစ်ခုနှင့်နောက်ဆက်တွဲငလင်းငယ်များကြောင်းပျက်စီးဆုံးရှုံးခဲ့ကြသည့်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနှင့်နေပြည်တော်များပါဝင်အခြားသောဒေသအချို့မှာ ငလင်တန်နှင့်ပြည်သူလူထုများကိုလူသားချင်းစာနာထောက်ထားသောစိတ်ပြည်တော်စုစိတ်တဲ့အပြည့်ရှိသောကြောင့်ဖြစ်ပြောင်းအေအေကဆိုသည် တို့ရရင်စစ်ကောင်စီကကျင်းညာထားသောတစ်ဖက်သက်အပြစ်ရစဲရေးကျင်းညာချက်ကိုချိုးဖောက်ပြီးဧပြီလ၂ရက်နေ့နဲ့၎င်း၂ရက်မတိုင်မီရက်များတွင်ရခိုင်ပြည်ကြောက်ဖြူမြို့နှင့်စစ်တွေမြို့ပတ်ဝန်းကျင်ရှိအရကတပ်မတော်တပ်ဖွဲ့ဝင်များကိုလက်နက်ကြီးဒရဘုံ၄ကြောင်းနှင့်စစ်သည်မောများမှဖိကတ်တိုက်ခိုက်ခြင်းများကိုယနေ့အထိနေတိုင်းစတိုက်လှုပ်ဆောင်နေခဲ့ကြောင်းထို့ပြင်စစ်ကောင်စီသည်ဘကိုတိုင်းအရာတွေတိုင်းနှင့်အခြားသောနေရာများမှာအရကတပ်မတော်စစ်ကြောင်းများကိုလည်းနေတိုင်းတံမြန်ထိုးစစ်များဆင်နွှဲလျက်ရှိကြောင်းအေအေကထုတ်ပြန်သည်စစ်ကောင် စင်ကဧပြီလ၂ရက်နေ့တွင်ရခိုင်ပြည်ကြောက်ပြူမြို့နယ်တွင်ရှိတပြူတောင်ကျေးရွာပြားတဲ့ကျေးရွာပြင်ရှိကျေးရွာနှင့်ပတ်ဝန်းကျင်များသို့လက်နက်ကြီးဒရုန်းများဖြင့်အထူးကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီတပုတ်တောင်ရေတပ်စခန်းဒိုရန်တောင်အမှတ်30နှင့်ရဲတပ်ရင်းမြေပြင်စစ်ကြောင်းများကအထူးကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဧပြီလ၂ရက်နေ့တရက်တွင်ဒရုန်းအရေအတွက်60ကျင်းခန့်နှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု60ကျင်းထက်မကရှိခဲ့ကြောင်းသိရှိရသည်ထို့သူနှစ်ဖက်ရင်ဆိုင်တိုက်များရှိသောစစ်တွေမြို့နယ်ပုံနာချုံမြို့ တ်တူရင်းနဲ့စစ်ကောင်းစီရွှေမင်းငန်စိတ်ကမ်းဘက်မှပေါတော်မျိုးငပြည့်ကျွန်းဘက်တို့120မမလက်နက်ကြီးများဖြင့်ချောင်းချိန်တန်းတိုင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဧပြီလ3ရက်နေ့မှ9ရက်နေ့အထိနေ့ရက်များတွင်လည်းစစ်ကောင်စီကတပ်ပုတ်တောင်ရေဒက်စကန်ဒိုရန်တောင်အမှတ်32ရဲတပ်ရင်းနှင့်မြေပြင်စစ်ကြောင်းများမှအပြင်စစ်သည်မော်ချက်တိုက်လေများကိုပါအုံပြုရင်းကြောက်ဖြူမြို့နယ်တွင်ရှိချက်တိန်တပြူတောင် ပြတဲ့ပြင်ရှိလိတ်ခမောကလပါဟင်းခက်ပြင်ကြေးရပတ်ဝန်းကျင်များတို့လက်နက်ကြီးဒရဘုံများပြင်ဇက်တိုင်လျင်စစ်သည်မောကြီးများပေါ်မှာလည်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ဧပြီလ9ရက်နေ့တရက်တွင်ဒရဘုံအကြိမ်အတွက်60ကျော်နှင့်လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှု50ကျင်းထဲရှိခဲ့ကြောင်းစစ်တွေးမျိုးနှင့်ချောင်းနယ်မင်းငံရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်တွေးမျိုးနှင့်မင်းလာရရှိမိမိတို့တပ်ဖွဲ့ဝင်များအားဒရုန်းများဖြင့်နက်နက်9:28မိနစ်မှစတင်ပြီး2ကျင်းတန်းတိုင်းပုံကျဲတိုက်ခိုက်ခဲ့ ကြောင်းသိရှိရသည်ထို့သူဧပြီလ9ရက်ညနေ3:45မိနစ်အချိန်တွင်ရခိုင်ရုံးမတောင်တန်းထက်ရှိအေအေတပ်ဖွဲ့ဝင်များရှိရာနေရာသို့စစ်ကောင်စီက112ချက်လေးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရှင် ဆလဘိမန္တလေးစိန်ပန်းရက်ကွက်တွင်လေကြီးမိုးကြီးကြသည့်နေအိမ်ကိုထားခိုင်လူတစုကအမှုကျန်းစီတပြားတိုင်ရန်ကျိုးပန်းဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတွင်မနေ့ညပိုင်းလေကြီးမိုးကြီးကြသည့်နေအိမ်ကိုထားခိုင်လူတစုကအမှုကျန်းစီတပြားတိုင်ရန်ကျိုးစားသည်ဖြင့်ပြည်သူများစုဝေးရဖန်စီလိုက်ရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ9ရက်နေ့ည9:00နာရီချိန်မဟာအောင်မြေမြို့နယ်စိန်ပန်ရက်ကွက်ဧတုခ42လမ်းနဲ့62လမ်းကြားရှိနေကိုဓမြတိုက်အမှုကျန်းစီရန်လူအုပ်စုကဝင်လာကြောင်းအိမ်ရှင်များကပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းတမင်းဓမြမှာထွက်ပြေးသွားရာပြည်သူများကဝိုင်းဝန်းလိုက်ကြကြောင်းတို့ရရင်အမှုကျန်းစီဓမြတိုက်ရန်ဂျိုးပန်းတို့များကိုဖမ်းမိခဲ့ကြောင်းသိရှိရသည် မိုးရင်လေတွေကြာလာချိန်မှာမိကလည်းမလာဘူးအမောင်ကိုအခွင့်ကောင်းယူပြီးအနုကျန်းစီဖို့စူးစားတာဖြီသူတွေကတော့ရရတုတ်တာလက်နဲ့ကိုင်းမိလိုက်တာပဲမမိလိုက်ဘူးဘာတွေပါသွားလဲတော့မသိဘူးအခုမိုးကြီးလေကြီးကြာတော့အကုန်လုံးထိုင်ပြီးလုံခြုံရင်းစောင့်နေရတယ်သကိုးတွေကလည်းပေါ်မှာပေါ့ဓာတ်ကိုင်းပြီးလူရဲ့ချင်းတွေကလည်းပေါ်တယ်မိတွေကမလားနေစရာကမရှိအရန်ဒုက္ခရောက်ရတယ်ဟုမန္တလေးစိန်ပန်ရက်ကွက်မှာပြည်သူတို့ကပြောဆိုသည်ယနေ့မန္တလေးတွင်မိုးကြီးလေကြီးကြာရသည်ဖြင့်နောက်ဆက်တွင်ငလျင်ကြောက်ရဲတဲများဖြင့်နေထိုင်သော ပြည်သူများမှာအတိဒုက္ခရရကြောင်သိရှိရသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်တွင်တကြံကာလာတွင်လူစုလူဝေးမပြုလို့ရအရကတက်မတော်ကအသိပေးဆိုရသည်မဖြစ်ပါရခြင်းရခိုင်ပြည်နယ်တွင်တကြံကာလာတွင်လူစုလူဝေးနှင့်တကြံမပြုလို့ကြရင်အချက်ပါဝင်သည့်တကြံကာလာလိုက်နိုင်ရမည့်အစည်းကမ်းချက်များကိုအရကတက်မတော် AA ကရခိုင်ပြည်သူများကိုအသိပေးထုတ်ပြန်လိုက်ကြောင်းသိရသည်အဆိုပါလိုက်နိုင်ရမည့်အစည်းကမ်းချက်များကိုအရကတက်မတော် AA စေယုံချုပ်ကရခိုင်ပြည်သူများအားတိုင်းရင်အသိပေးထုတ်ပြန်ထားခြင်းမဟုတ်ပေသက်ဆိုင်ရာမြို့နယ်လိုက်တောင် င်ရှိသူများထံအေအေးစေးရုံးချုပ်ကညွန်ကြားထားခြင်းဖြစ်ကြောင်းသိရသည်မြို့နယ်လိုင်းအရခတမ်တော်အုပ်ချုပ်ရေးဖွဲ့များမှတစင်ရခိုင်ပြည်သူများကိုထက်စစ်ညွန်ကြားသည်ပေထုတ်ပြန်ထားခြင်းဖြစ်ကြောင်းအရခတမ်တော်အေအေးတကြံကာလအတွင်းပြည်သူများလိုက်နာရမည့်အချက်များမှလူစုလူဝေးဖြင့်တကြံမှန်နှင့်ပြုလုပ်ရေးကစားခြင်းမလုပ်ရလူအများပြားစီနေမိကားများဖြင့်လဲပတ်ခြင်းမလုပ်ရတရွာနှင့်တရွာကားများဖြင့်ကောက်ကုံခြင်းများမလုပ်ရတို့ပါဝင်ကြောင်းသိရသည်ထို့ပြင်ဘုံတော်ကြီးကျောင်းများတွင်ဥပုပ်တိလဆောက်တီး ီခြင်းများမလို့ရအလိုတန်ပွဲတော်များခြင်းမပြုလို့ခြင်းမလို့ရလူစုလူဝေးဖြစ်သောသခြင်းဆိုပွဲများမပြုလို့ရမြို့ရွာများတွင်စောင်းပေါက်များဖွင့်လျက်စုစုညံ့ညံ့မပြုလို့ရစသည့်အချက်များလည်းပါဝင်ကြောင်းသိရှိရသည်ရခိုင်ပြည်နယ်တွင်သခြင်းကာလကိုလုံလုံခြုံခြုံပျော်ပျော်ရွှင်ရွှင်ဖြင့်လွတ်လပ်စွာကျင်းပခွင့်မရရှိသည်မှာ2018-2019ခုနှစ်ကလေးကဖြစ်ပြီးအဖြစ်သဘောသာကျင်းပမှုများဖြင့်သခြင်းကာလကိုဖြတ်တန်းနေရကြောင်းသိရသည် ဆလဘီမြမငလင်ဘေးရှာဖွေကယ်ဆယ်ရေးမှာစင်ကာပူပိုဟတ်ဆက်ရုပ်တွေအသုံးပြုနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မက်လ28ရက်နေ့မှာ Richester Scale 9.9အစင်းရှိငလင်ကြီးလောက်ကတ်ခဲ့ပြီးနောက်မြန်မာနိုင်ငံမှာကယ်ဆယ်ရှာဖွေလုပ်ငန်းစဉ်တွေမှာပါဝင်ကူညီဖို့စင်ကာပူကပိုဟတ်ဆက်ရုပ်စုစုပေါင်း၁၀ရုပ်ကိုဆေးလွှတ်ပေးခဲ့ပါတယ်။စင်ကာပူကောင်ရေးတပ်ဖွဲ့ရဲ့ချင်းသိမ့်နှလုံးသား Operation မှာပါဝင်ကူညီဖို့အဲ့ဒီပိုဟတ်ဆက်ရုပ်တွေကမက်လ30ရက်မှာကလေးကမြန်မာနိုင်ငံသို့ရောက်ရှိလာတာဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားရေး operation တခုမှာအခုလိုပိုးဟက်ဆက်ရုပ်တွေကိုအသုံးပြုတာကမ္ဘာမှာပထမဆုံးကြိမ်ဖြစ်ပါတယ်။နိုင်ငံနေပညာတက္ကသိုလ် Glass Engineer လုပ်ငန်းတူနဲ့တူစိန်ဘူသိပ္ပံနဲ့နေပညာအဖွဲ့တွေကအဲ့ဒီပိုးဟက်ဆက်ရုပ်တွေကိုတည်ထောင်တာဖြစ်ပါတယ်။အဲ့ဒီပိုးဟက်ဆက်ရုပ်တွေကိုမတ်လ31ရက်ကနေပြည်တော်မှာပထမဆုံးအသုံးပြုခဲ့ပြီးဧပြီလ3ရက်ကနှစ်ကြိမ်အသုံးပြုထားပါတယ်။ ဘိုးဟက်ဆက်ရုပ်တွေဟာအသက်ရှင်သူတွေကိုမရှာဖွေပေးနိုင်ခဲ့ပေမယ့်အဆိုးရွားဆုံးထိခိုက်တဲ့နေရာတွေမှာကယ်ဆယ်ရေးလုပ်သားတွေကိုအများကြီးအထောက်အကူပေးနိုင်ခဲ့ပါတယ်။စင်ကာပူကာဝေးတပ်ဖွဲ့ကလူရင်း80နဲ့အနန်းခံရှာဝေးရခွေလေးကပါဝင်တဲ့အဖွဲ့ကို Matchlock 29ရက်မှာမြန်မာနိုင်ငံသို့ဆေးလွှတ်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်စင်ကာပူအင်ဂျင်နီယာလေးဦးနဲ့ဘိုးဟက်ဆက်ရုပ်တွေကိုဆေးလွှတ်ပြီးရှာဖွေကယ်ဆယ်ရေးအဖြစ်ပေးခဲ့တာပါ။ အနီအောင်ရောင်ခြေသုံးကင်မရာတွေအာယုံခံကြိယာတွေတက်စင်ထားတဲ့ပိုဟက်ဆက်ရုပ်တွေဟာအပြက်စီးတွေကြားပိတ်မိနေတဲ့တက်ရှိရာမှန်သမျှကိုရှာဖွေပေးနိုင်ပါတယ်။တက်ရှိတွေရှာတွေ့ရင်ပိုဟက်ဆက်ရုပ်တွေဟာအင်ဂျင်နီယာတွေစီကျုံးမဲ့စနစ်နဲ့အတိပေးပြီးကဲဆယ်ဖို့အချက်ပြပေးနိုင်ပါတယ်။